အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်မေလ15ရက်ကြာသာရိတ်နေနေခင်းစီရင်တရင်သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်ကျုံတို့ကော့ကရိတ်နယ်မြေမှာမက်ဆီကိုက်တွေများလာနေတဲ့ဖြစ်ပါတယ်စိန်စရာခြေဆိုင်အမှတ်330အမြောက်တိုင်းရင်ကနေကော့ကရိတ်ကျုံတို့နယ်မြေကိုပြစ်ကူပြီးတပ်ခွဲတွေဆေလွတ်ထားခဲ့ပါတယ်မကြာသေးခင်ကပြစ်ကူပြီးအင်အားကြီးအဖြစ်ပို့ဆောင်ထားခဲ့တဲ့ဘူကြီးဟိန်းထန်တိုင်းတမန်လေးကမက်ဆီကိုက်ခဲ့ပြီဖြစ်ပါတယ် အမြောက်တက်လို့အဝေးကနေဒီဝါကျတဲ့နေရာတွေမှာအခြေပြုပြီးပြစ်ကူပေးရတဲ့တက်ဆူတက်ဆူမှုတောင်မဆီကြိုက်တယ်ဆိုတော့ဒီဝါစခန်းကောင်းကြီးတွေကိုဖေးလုံးရစ်ပတ်တိုက်ခိုက်နေတယ်လို့ယူဆရပါတယ်။ကြောက်တက်ရင်အမြောက်တက်ကိုဝေမာဆိုတဲ့စာတို့ကလည်းမှားယွင်းခဲ့ရပြီဖြစ်ပါတယ်။ကော့ဂရိတ်နဲ့မြောက်ရီကြားကတရံကူရွာမှာစစ်ကောင်စီအခြေချထားတဲ့ရွှေကြံမင်းရှေးအောင်ဖုံးကြောင်းမှာလည်းထိတိတိုက်ပွဲပြင်းထန်နေရရှိပါတယ်။အဆိုပါဖုံးကြောင်းမှာစစ်ကောင်စီဟာ2024ခုနှစ်အေဗီလာတွင်စတင်တပ်ဆွဲခဲ့တာဖြစ်ပြီး နာမည်ကြီးအောင်စရာစစ်ကြောင်းကိုအဓိကအထောက်အပြုနေတဲ့စခန်းဖြစ်ပါတယ်။ဆိုပါစခန်းကိုလှိုင်ဝအမြောက်စခန်းကနေလက်နက်ကြီးပြည့်ကူပေးနေတယ်လို့လေကြောင်းကနေလည်းဘုံကျဲပြီးစစ်ကူပေးနေတာဖြစ်ပါတယ်။စာရံမှုစခန်းကိုစစ်ကူမလာနိုင်ရေးကြုံတို့ကော့ကရိတ်လမ်းပိုင်းကော့ကရိတ်ဒေါနာတောင်အောက်ပေါ်တဲ့လမ်းပိုင်းတွေကိုလည်း KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေဖိတ်ဆို့ထားပြီးဖြစ်တယ်လို့ခန့်မှန်းရပါတယ်။မကွေးတိုင်းအထက်မင်းလာမျိုးတွေတောင်ပခက်တဲလိုက်မှာစစ်ကောင်စီစစ်ကြောင်းတစ်ခုဝင်ရောက်လာပြီး ဒေသခံပြည်သူတို့ကိုကာကွယ်ရေးတပ်ဖွဲ့ဝင်လို့ဆွဆွဲကတပ်ဖြတ်သွားတယ်လို့သိရှိရပြီးအသက်ခံရသူဟာမြေသူမြေဝါဖြစ်ကြောင်းစုံစမ်းနေသေးဖြစ်ပါတယ်။ပေတော့နဲ့ကံကြောဘက်မှာလည်းစစ်ကြောင်းငယ်တွေလှုပ်ရှားတပ်ဖြတ်နေတာရှိပါတယ်။တပြန်လေးဟာခုံကြီးစခန်းကနေထွက်လာတဲ့အစုပေါင်းအင်အား80ခန်းရှိတဲ့စစ်ကြောင်းဟာရှမ်းနယ်ပြည်ဘူဝါဘက်မှာလှုပ်ရှားနေတာဖြစ်ပါတယ်။ဂျမန်နေ့မနေ့၈နာရီကမှမော်တော်ယာဉ်နှစ်စီးနဲ့ကုန်းပေတော့ရွာဘက်ကိုရောင်ပြထွက်လာပြီးရှမ်းနယ်ပြည်တော်ကျွန်းဝိုင်းဆကျွန်းတော်ကနေလှည့်ပြန်လာတာရှမ်းနယ်ပြည်ဖြူဟာစခန်းထဲမှာပဲပြန်လဲအခြေပြုထားတာဖြစ်ပါတယ်။ အဆိုပါစစ်ကြောင်းရဲ့စစ်ကြောင်းငယ်တွေဟာတောင်ဘက်မှာဆိုရင်ရေကျော်လမ်းပေါက်မြောက်ဘက်မှာဆိုရင်တောင်တော်လမ်းပေါက်ကိုင်းငယ်လေးတောရာကျောင်းလမ်းပေါက်ဗန်းမြင်လမ်းပေါက်ကိုင်းငယ်ကြီးလမ်းပေါက်ချွေကျောင်းချက်ချံနီးလေရှမ်းနယ်ကြီးတာဝါတိုင်းဂုံးတို့မှာကြောက်ပြားဝဲကင်းမုတ်ဝင့်နေကြတာဖြစ်ပါတယ်စကိုင်းရဲ့အနောက်ဘက်တောင်တော်ဆန်းနဲ့ဗန်းမြင်သုံးမြေစုံနေရာတွေဖြစ်တဲ့ဒေသခေါ်၊ကွေကျောင်း၊နဘဲဆန်း၊တုံးမုံကျောင်း၊စင်သေးကျောင်းဘက်တွေကိုလည်းတပ်စိမ့်နှစ်ခုနဲ့ရောင်ပြားစစ်ကြောင်းတွေဝင်ရောက်နေတာရှိတဲ့အတွက် ဒေသခံပြည်သူတွေအသွာလာဂယုဆိုင်ကြဖို့နယ်မြေကစေးသတင်းရင်းမြစ်တွေကသတိပေးနေတာကိုတွေ့ရပါတယ်။ဆလင်းမြို့နယ်နောက်ဘက်ခြမ်းခင်ဘလူရွာနဲ့မကြီးကုန်းကြီးရွာများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုင်တာနဲ့လေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ထားပြန်ပါတယ်။ကချင်ပြည်နယ်မွန်ညခရိုင်အင်းတော်ဤဒေသဆလင်းကုန်းအင်းတော်ဘက်ခြမ်းမှာရမန်လေးမင်းနယ်ပိုင်းကလေးကအထူးပြုမှုပြင်းထန်လျက်ရှိပါတယ်။နမိုးဘက်ကနေရှာနေပြည်သူစနစ်စစ်ကောင်စီစစ်ကြောင်းဟာစစ်ကြောင်းတို့ခြိတက်လာတာဖြစ်တဲ့အတွက် KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ထိတ်တိုက်တိုးကြတာဖြစ်ပါတယ်။ တိုက်ပွဲဟာအတန်အသင့်ပြင်းထန်ပုံရပြီးစစ်ကောင်စီဘက်ကတော့လက်နက်ကြီးအသုံးပြုတိုက်ခိုက်ထားတယ်လို့သိရှိရပါတယ်။ဖားကန်ဟိုကာမိုင်းနဲ့အင်းတော်ကြီးဘက်ကနေစစ်ကြောင်းနှစ်ကြောင်းနှစ်ဖက်ညက်ပြီးဝင်ရောက်လာနေတာကိုတွေ့ရပါတယ်။အင်းတော်ကြီးဒေသလုံးလုံးစစ်စေးခိတ်ဟာလည်းအစစ်စေးပြင်းပြတဲ့ရရှိပြီးဒေသခံတွေကိုပါမှတ်ပုံတင်စစ်ဆေးနေတယ်လို့သိရပါတယ်။သခိုင်းတိုင်းဒီပဲမျိုးနဲ့အိုရင်းဝဲစာတင်ကြောင်းလေကြောင်းတိုက်ခိုက်မှုကိုစစ်တော်ပြည်တွေကြောက်အားလန့်အားနဲ့အုံလိုက်ကျင်းလိုက်ဖင်ပိတ်ညှဉ်းဆန်နေကြတာကိုဇက်တိုက်တွေ့လာနေရပါတယ်။ဒီပဲမျိုး လေမပြောနဲ့ရင်ကောင်းအောင်ဖြတ်မပြန်ဘူးဆိုတဲ့အချက်နဲ့ပါညှဉ်းဆန်နေကြတာကိုတွေ့ရပါတယ်။ဒေချောင်းစောင်းကြီးတတိပဲ channel တစ်ခုဖြစ်တဲ့ EAR ကလည်းအခင်းဖြစ်ပွားတဲ့နေ့နက်နက်9:19မိနစ်မှာမေဒီလာ channel လေဒါစခန်းဌာနချုပ်ကနေ mid 29တိုက်လေရင်စီအနောက်မြောက်သို့ပြန်တန်းဆိုပြီးတတိပဲချက်တစ်ခုရှိခဲ့ပါတယ်။ NAS လေချောင်းတတိပဲ channel ကလည်းထိုနေ့နက်နက်9:34မိနစ်မှာ Jet Fighter တစ်စီးဒီပဲရင်နဲ့အနောက်ဘက်ခြမ်းကိုဖြတ်၍အရှိမျောက်ရပြန်တန်းဆိုပြီးတတိပဲထားသလို9:42မိနစ်မှာလည်း ဂျက်ဖိုက်တာတစ်စီးဒီပဲရင်းနဲ့တောင်ချမ်းကိုဖျက်ပြီးအရှိတောင်ရသူပြန်သားဆိုပြီးသတိပေးချက်ထုတ်ပြန်ထားပါတယ်။ကိုရိန်ဝင်းဖြစ်စရာစစ်ကောင်စီရဲ့အမှန်တကယ်ဆိုးရွားရက်ဆက်တဲ့လေကြောင်းတိုက်ခိုက်မှုကြီးတစ်ခုဖြစ်မှတ်တမ်းတင်ထားကြရမှာဖြစ်ပါတယ်။တော်လံပြည်သူများအနေဖြင့်လည်းလေကြောင်းသတိပေး channel တွေကိုစောင့်ကြည့်ပြီးမျှဝေပေးကြအောင်အကြံပြုစိုက်တွန်းလိုက်ရပါတယ်။စစ်တော်ဘေးတွေကပေါင်300ပေါင်900တွေဆိုရင်ဘလို့ဖြစ်တယ်ဘေးဝါဖြစ်တယ်ဆိုတဲ့အချက်နဲ့ညစ်ဆန်နေကြပြီမဲ့တကယ်တမ်း jet fighter နဲ့တိုက်ခိုက်ခဲ့တာကတော့အမှန်တကယ်ဖြစ်ရဖြစ်ပါတယ်။ မန္တလေးတိုင်းတပိတ်ချင်းနဲ့စင်ဟုကိုစစ်ကောင်စီကနေကြောင်းကနေမကြာခဏတိုက်ခိုက်နေတာဖြစ်ပါတယ်။ရှေ့ရတွေကပြောခဲ့သလိုတွင်းငယ်တဲ့အင်အားပြည်တွေပို့ထားပြီးမိုးကုတ်ဘက်ကိုမြေပြင်ကနေစစ်ကြောင်းထိုးနိုင်မှုနေ့စဉ်နဲ့အမျှကြိုးစားနေတာဖြစ်ပါတယ်။မပြူတော်ဖော်တော်တဝိုင်းမှာတင်ဒီလာအင်းနဲ့မန္တလေးတိုင်းတွေခြေကုပ်ယူထားတာကိုကြော်ဖြတ်နိုင်မှာမဟုတ်ဘူးဖြစ်ပါတယ်။ဒါကြောင့်ဖော်တော်ထက်အမှတ်148ချင်းလင်တိုင်းဌာနချုပ်နေရာကိုနေကြောင်းကနေပြန်လည်တိုက်ခိုက်နေတာတွေ့ရပါတယ်။အမှတ်148ချင်းလင်တိုင်းဟာကြော်လဲဘင်းရွာထက်မှာတရှိတာဖြစ်ပြီး 20 29စစ်စင်မှာမန်လေးသားတွေတိမ့်ပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။အမှန်တကယ်တော့ဆိုရင်ဖော်ရော့ကိုရောက်ဖို့မပြောနဲ့ဇေယျကွေးဝင်းကျင်ကိုတောင်ကတ်လို့မရသေးဘူးဖြစ်ပါတယ်။အမှတ်7တပ်မတော်တပ်မြင့်လေးကြီးအကြောင်းကျောင်းကြီးမြေဝခညွန်းနေကစားနေပြီလို့သုံးတက်ရပါကြောင်းပြင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်